နွေရှားနိုင်ငံစာရဝဲပြည်နယ်မှာရှိတဲ့မီရီစိတ်ကံမြို့ရှင်ရန်တင်မောချင်းစက်ရုံမှာအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာအလုပ်သမား68ဦးဟာအင်ဒိုနီးရှားအလုပ်သမားတွေရဲ့ရန်ပြုတိုက်ခိုက်မှုကြောင့်ကိုရောင်တစ်ခုမှာပုံအောင်နေကြရပြီးအသက်အန္တရာယ်ဆုံးရင်နေရတယ်လို့အလုပ်သမားတွေကပြောပါရတယ်။ဒီဇင်ဘာလ23ရက်နေ့ကမြန်မာအလုပ်သမား2ဦးနဲ့အလုပ်ဌာနတစ်ခုထဲမှာအလုပ်လုပ်ကိုင်နေတဲ့အင်ဒိုနီးရှားအလုပ်သမားတွေအချင်းပွားရာကနေမြန်မာအလုပ်သမားတွေနေထိုင်တဲ့နေအိမ်တန်းရာတွေနဲ့ အသုံးဆောင်ပစ္စည်းတွေကိုမီးရှို့ဖျက်ဆီးပြီးလိုက်လံရန်ပြည့်တဲ့အတွက်ကိုရောင်ထဲမှာပိုအောင်နေကြရတာဖြစ်ပါတယ်။လောလောဆယ်မှာတော့မလေးရှားနိုင်ငံမြန်မာတန်ယုံအလုသမားကိုယ်စားလှယ်ကအခင်းဖြစ်ပွားနေတဲ့နေရာကိုမြန်မာနိုင်ငံကနေအလုသမားပို့ဆောင်ပေးခဲ့တဲ့အေဂျင့်တွေနဲ့အတူတောက်ရောက်ကြည့်ရှုမယ်လို့ဆိုပါတယ်။မလေးရှားအာဏာပိုင်တွေကလည်းဆက်သွယ်နေတယ်လို့ပြောပါတယ်။ဒါပေမဲ့အလုသမားတွေစီတောက်ရောက်တွေ့ဆုံနိုင်မှုကတော့မြန်မာပြည်ကအေဂျင့်တွေရောက်လာမှအတူတောက်ရောက်တွေ့ဆုံနိုင်မယ်လို့ဆိုပါတယ်။ ကိုရောင်ထဲမှာပုံအောင်နေရတဲ့မြမအလို့သမားဦးတင်ဦးကတော့အချိန်တိုင်းမှာအသက်အန္တရာယ်ရှိနေတဲ့အတွက်အကူအညီတွေအများဆုံးလိုအပ်နေတယ်လို့ပြောပါရတယ်။ဆက်ယုံကအရာရှိတချို့နဲ့လုံခြုံရေးတွေကလည်းအလို့သမားတွေကိုလူစုခွဲဖို့ဖိအားပေးရတွေရှိနေပါတယ်။အလို့သမားတွေဘက်ကလည်းလူစုမခွဲခြင်းပဲအဲ့ဒီကိုရောင်ထဲမှာပဲတစုတဝေးနဲ့နေကြပါတယ်။မြမအလို့သမားတွေအတွက်ကိုရောင်ထဲမှာအိတ်ဆရာနေရအခက်ခဲတွေရှိနေပြီးတင်မောချင်းဆက်ယုံကပေးထားတဲ့ထမင်းစားကူပွန်တွေနဲ့ပဲထမင်းစားတောက်နေကြပါရရှင်